မေလ26ရက်နေ့မှာဖြစ်ပေါ်လာမယ့်ဆိုင်ကလုန်းမုန်တိုင်းနဲ့တနင်္ဂနွေလုံးအခုမျိုးများမူးကြီးပြီးတော့ရေကြီးမဲ့အခြေအနေတွေကိုမလို့သားပညာရှင်ဝင်းနိုင်ရဲ့3 page channel ပတ်သက်ပြီးရေပေါ်တင်ဆက်ပေးပါမယ်။ပထမဆုံးရောင်တိုင်းနဲ့ပတ်သက်ပြီးမေလ19ရက်နေ့ကနေစတင်ပြီးတော့မေလ25ရက်နေ့ထိမလို့သားပညာရှင်ဝင်းနိုင်ရဲ့မလို့သားခမ်းမတ်ချက် ရေပေါ်ကိုတင်ဆက်ပေးပါမယ်။နောက်တော့မုတ်သုံးလေးဟာအေယာဝတီမြို့ကကျွန်းပေါ်ဒေတာတွေကိုမေလ19ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီးဖြစ်တာကြောင့်ရောင်ဝန်တိုင်းမှာလည်းမုတ်တုံမိုးတွေနေရာကွက်ကြားမှာနေရာစိတ်စိတ်မိုးများနိုင်တာဖြစ်ပြီးတော့မင်္ဂလာဘက်ကဝင်လာတဲ့မိုးသိမ်ပြီးကုန်းမြေပေါ်မှာဖြစ်လာတဲ့မိုးသိမ်တွေကြောင့်သူတို့ယူလီယာဝင်ရောက်ရာလမ်းတစ်လျှောက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ကြောင်းမလို့သားပညာရှင်ဝင်တဲ့ကအသိပေးထားပါရီလရှိကမန်ချက်အရာတော်တွေမေလာ24ရက်နေ့ဝင်းချစ်မှာမေလာ28ရက်အတွင်းမှာ24နိုင်မိုးကြီးနှစ်လက်မလောက်ကိုရွာသွန်းနိုင်မှာဖြစ်ကြောင်းဝန်ထမ်းကဆိုပါရီ မေလ26ရက်နေ့ကျော်ရင်တော့မင်္ဂလာပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းအရှင်တရားမှုကြောင့်မိုးသက်လေပြင်းချနေတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်ဗျာမိုးသက်လေပြင်းတိုက်ခိုက်တဲ့အချိန်မှာလေတိုင်းထုံးကတနအီမိုင်40ကနေ60ထိရှိနေကြောင်းမလို့သောပညာရှင်ဝန်ထမ်းကအခုခေတ်ကနေကြိုတင်ပြင်ဆင်ချဖို့အတည်ပြုထားပါရီအခုတိုင်းနဲ့ပတ်သက်ရင်တော့မလို့သောပညာရှင်ဝန်ထမ်းကမေလ24ရက်နေ့နောက်ပိုင်းရက်တွေများမှာ မိုးအသင်တဲမှာမိုးကြီးနိုင်မယ်ဆိုပြီးတော့ရေကြီးရှောင်ကူကြီးစိုက်ဖို့မလို့သားပညာရှင်ဝင်တွေကဆိုပါရီမေလာ၂၄ရက်နေ့ရှိရက်ပိုင်းတွေမှာများသောအဖြစ်မိုးအနေငယ်မှာအသင်တဲတာဖြစ်ချုံရွာနိုင်ပြီးဒေတာကပိုများနေပြီးအခုတိုင်းအရှိချမ်းမှာတော့မိုးတော်တော်လေးကိုကြီးမယ်လို့ဆိုထားပြီဖြစ်ပါရီဗျာအခုတိုင်းအရှိချမ်းမှာတောင်ဘက်မှာလေတိုင်နှုန်းတနာရီ၅မိုင်အထိရှိနိုင်ပြီးတော့အခုတိုင်းအနောက်ချမ်းမှာတောင်အနောက်တောင်ဘက်မှာလေတိုင်နှုန်းတနာရီ၁၂မိုင်ခန့်အထိရှိနိုင်ပါတယ်ဗျာ မုတ်တုံဝင်ရောက်ပြီးချင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်လာပြီးဆွဆွဆိုင်လီစင်းလီပြင်းအနေရှိနိုင်ကြောင်းလေးတိပြချဖို့မိုးလေဝသပညာရှင်ဝင်နိုင်ကဆိုပါရီချက်ပြီးတော့ဝင်နိုင်ကရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်းပြည်နယ်မန္တလေးတိုင်းမွေတိုင်းစကိုင်းတိုင်းရန်ကုန်တိုင်းအေရီတိုင်းဘူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်သလင်းတိုင်းတိုင်းတို့မှာမေလ23ရက်နေ့ကနေစတင်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ LPR နဲ့ရန်ကုန်အရှင်ကျောင်းပြည်မေလ22 23ရက်အဲ့ဒီရက်တွေကနေစတင်ပြီးတော့ ဇွန်လလဆန်3ရက်ထိမိုးရွာနိုင်ခြင်းတတော်လေးကိုမြင့်တက်မှာဖြစ်တဲ့အတွက်ရေကြီးရှန်ကြီးစိုက်ချဖို့အတွက်ကို ရရှိဝင်နိုင်ကအသိပေးထားပါရီဝင်နိုင်ကအထူးသဖြင့်ငလီနန်သိဒေတာရီမှာဒီသူတွေကယူဆိုင်ကြဖို့အခုကတည်းကနေဂျိုးတင်ပြင်ဆင်ထားကြဖို့ပြောသွားခဲ့တာဖြစ်ပါရီနော်